အစ္စရေးအီရန်စစ်ပွဲလုံးဝအပြည့်ခတ်ရစဲရေးသဘောတူညီချက်ရရှိထားပြီလို့အမေရိကန်သမ္မတတော်နယ်ထရမ့်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ True Trump မှာဂျွန်လ24ရက်နေ့မနက်ပိုင်းအစ္စရေးစံတော်ချိန်တနိုင်းနဲ့နှစ်မိနစ်မှာရေးသားဖော်ပြလိုက်ပါတယ်။ဒါပေမဲ့အစ္စရေးရောက်မြန်မာတွေပြောတာက ဒီကနေ့ဂျွန်လ24ရက်နေ့အစ္စရေးစံတော်ချိန်မနက်9:22မိနစ်လောက်မှာအီရန်ဘက်ကဒုံးကျည်တွေနဲ့ပြတ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။မင်းညာတော့ကောင်းကောင်းအေးရတယ်။အပြည့်ရက်ပြီလို့လည်းကြားရဟုတ်ပါတယ်။အဲအီရန်ကနေလာပြီးတော့ပြစ်တာညာပိုင်းကတော့မရှိဘူးစောစောကပဲအလားဝင်လာတယ်ဒီကနေ့9မိနစ်လောက်ကအဲချင်းနဲ့တော့ဆက်မိဆိုလို့ရှိရင် လုံးကြီးတွေဝင်လာနိုင်မယ်နဲ့တွေ့တယ်။ဒါကတော့ Israel နိုင်ငံမြို့တော် Tel Aviv မှာရောက်ရှိနေတဲ့မြန်မာတအုပ်ကဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီကျော် Israel စံတော်ချိန်မနက်6:00နာရီဝန်းကျင်မှာအီယော်ရီကိုပြောလာတာပါ။မနေ့ကဂျွန်လ23ရက်နေ့ညပိုင်းမှာအီရန်ကကာတာနိုင်ငံဒိုဟာမှာရှိတဲ့ American လေတပ်စခန်းနဲ့ Iraq လေတပ်စခန်းတို့ကိုဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြီးခဲ့တဲ့ဂျွန်လ22ရက်နေ့က American က ဣရန်ရဲ့နျူကလ িয়ার တပ်ဆင်ဆက်ယုံဖော်တိုနဲ့တခြားစီမံကိန်းနေရာတွေကိုတိုက်ခိုက်ခဲ့အပြင်မှာတံပြန်တိုက်ခိုက်မှုလည်းဖြစ်ပါရယ်။အစ္စရေးဣရန်စစ်ပွဲကဒီကနေ့ဇွန်လ24ရက်နေ့မှာတော့ဆက်နှစ်ရကြာမြင့်လာပြီးဖြစ်ပါရယ်။အစ္စရေးမှာရောက်ရှိနေကြတဲ့မြန်မာတွေကလည်းဒီစစ်ဘေးဒဏ်ကိုခံစားနေကြပါရယ်။ဒီတော့ကဒီကတကယ်အစွမ်းချက်တဲ့ဒီဇိုင်းနေနဲ့ဖြစ်ကံတော်ရှိတဲ့ဒါကပို့ပြီးတော့အဲစွမ်းချက်တဲ့ ဒီဇိုင်းရဖြစ်တာဆိုတော့ဒီလေးပုံပေါ်လေးကြားလိုက်တယ်လို့ဒီအတိုင်းမျိုးပြောချင်တယ်ဆိုတော့ဒီမှာလည်းဒီစင်းလေးညပြတော့ရှိတယ်တူတူလေးပုံပေါ်နေစားတော့အရေးကြီးပေါ့လေအီရန်ဘက်ကပြက်ခတ်တိုက်ခိုက်လိုက်တဲ့ဒုံးကျည်တွေကအစ္စရေးရဲ့မြို့တော်တယ်လီဗစ်ကိုအများဆုံးဦးတည်နေပြီးနိုင်ငံတွင်ကတခြားမြို့တွေလည်းပြက်ခတ်ခံနေရတာလို့ဆိုပါတယ်။ပြေးလို့လည်းမရ။ဒါတိုင်းထက်နေနဲ့ပြင်းတော့ပြေးရမှာပဲ။ရှင်းမှာ။ ုံးကိုကျင်းတယ်။နော်မကိုကျင်းလို့ဝင်မဲ့လူဟုတ်တယ်။နောက်မှလည်းလာကြတယ်။ဟုတ်ကဲ့ခိုင်တောင်းမယ်နော်။အစ်စရီမရောက်ရှိနေတဲ့မြန်မာလူဦးရေက200နဲ့300ကျားမှရှိနေတယ်လို့ဆိုပါရယ်။အများစုကတော့မြို့တော်ထယ်လီဖုန်းမှာနေနေကြတာပါ။ပြန်ပြန်ပြန်ပြီးတော့တွေ့မယ်ဆိုရင်တရုတ်ကိုအနည်းဆုံးတော့ကျွန်တော်တို့ကနှစ်ကြိမ်လောက်တော့ဒီဘုန်းခွချင်းတော့တွားရတာပေါ့တိတ္တာကတော့တနိုင်ငံလုံးအတိုင်းအတာမျိုးကို တိလာတာဘောနော်ဒါပေမဲ့အဓိကခံနေရတဲ့ဥစ္စာကတော့ဒီအဓိကထိတဲ့ဥစ္စာတွေကဆိုတော့မြို့ကြီးဘောနော်အဲ့ဒီမှာဆိုရင်ဒီတယ်လီပီယာတော့ဒီထိတ်ဆုံးပြီးမယ်ထင်ပါတယ်ပြီးတော့တယ်လီပီယာအနည်းတစ်ပါးဒီလိုမကန်လို့ပက်ကြမ်းလို့နော်ပြီးတော့ဟိုဘီယာရှိပါမှာဆိုလဲဆေးရုံလို့ထိထားတယ်အားလို့အဓိကတော့ဒီမြို့ကြီးဘောနော်အာတိုက်ခိုက်အထိထားဘောဒီမနေ့ကဆိုရင်ထိတဲ့ထဲမှာဆိုရင်နည်းနည်းဟို တန်းတဲ့အတိုင်းသားလို့တော့ပြောလို့ရတာပေါ့နော်။ဒါပေမဲ့ဟိုအများဆုံးထိတဲ့ဥစ္စာတွေကျတော့ဒီပြည်သူလူထုတွေနေတဲ့နေရာမှာအဓိကဖြစ်တာဖြစ်တဲ့အတွက်အဲကနေပြီးတော့ဒီတင်းချောင်းသွားတဲ့သူတို့နော်။တန်ရာရတဲ့သူတွေတော့တွေ့နေရတော့နော်။ ီရန်ဘက်ကပြတ်ခတ်လိုက်တဲ့ဒုံးကျည်တွေအစ္စရေးလီပိုင်းနဲ့အတွင် ရောက်ရှိပြီးကြားရောက်ပေါက်ကွဲဖို့15မိနစ်အလိုမှာအစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ပြည်သူတွေထံကိုအလံပေးဖို့အချက်ပေးစနစ်ကိုအသုံးပြုထားတာဖြစ်ပါတယ်။ဒီလိုအချိန်မှာတော့ပြည်သူအလုံးကကိုယ်နဲ့အနီးဆုံးအဆောက်အအုံမှာရှိတဲ့မြောက်ဘုံခုကျင်းတွေစီကိုပြေးဝင်ခုလုံကြရပါတယ်။ဒီဘက်ကလုံခြုံရေးနေတဲ့တော်ရဲကိုကောင်းပါလေ။အီရန်ကနေပစ္စည်းတွေနဲ့စပြီးတော့ launch လုပ်ပြီးဆိုရတယ်။ ကလည်းပြည်သူရဲ့ဖုန်းနေမှမမြအောင်ကလည်းအန်အန်လက်တွေဝင်လာတယ်။အဲ့ဒီတော့ဘုံဥမာကိုယ်ကနားပေါ်မှာရောက်နေတော့မှစနေမနေ့ကနေ15မိနစ်ထိရောက်အဲ့မှာလေးဆက်ရအကောင်ပွဲအကောင်စုနေရာကိုနေရာယူလို့ရတယ်။ပြီးလို့ရှိရင်စနေမနေ့ကျော်လို့ရှိရင်အစ္စရေးနိုင်ငံရဲ့အိန္ဒိယရဲ့ရောက်လာဆိုလို့ရှိရင်နောက်ထပ်အလန်နှစ်ခါထပ်တော့သတိပေးပါရယ်ဘုန်းကြီးကိုကြောက်ရောက်လာမှာဆိုတော့သတိပေးပါရယ်ကျွန်တော်လည်းနေထိုင်ရအတိတ်ကဟိုလူတွေကစနေကပေါ့လူတွေတက်ဖက်က အင်းနဲ့အနည်းဆုံးဗတ်ယန်ဆိုရညမှာအမှအကုန်လုံးကြာသွားတယ်အင်းနာပေါင်းချင်ပါအကုန်လုံးအဲ့တော့ line ဝေး line အကုန်ရိုက်ခဲ့ပြီဆိုတော့ဒီနေ့ body ပိုင်းချူချက်ဖြစ်စီသွားတယ်အဲ့ချိန်မှာကျွန်တော်ကပေါင်းချင်နေမှာရှိနေတယ်အဲ့မှာပေါင်းချင်တော့မှငလျင်ထုတ်တယ်လို့ပုံခါသွားတော့အစ္စရေးမှာရောက်ရှိနေကြတဲ့မြန်မာတွေအတွက်အစ္စရေးမြန်မာတန်ယုံလူမှုကွန်ရက်စာမျက်နှာ မြန်မာအမ်ဘစီ Israel Tel Aviv ကအခုညတောင်းခံနိုင်မဲ့ hotline ဖုန်းနံပါတ်တစ်ခုကိုကျွန်းလာ14ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ထိရောက်တဲ့အကာအကွယ်ပေးရေးအစီအမံတွေကိုတော့မြန်မာတန်ယုံဘက်ကစီစဉ်ဆောင်ရွက်ထားတာမျိုးတစုံတရာမရှိသေးဘူးလို့ Israel ရောက်မြန်မာတွေကပြောပါတယ်။ Israel နိုင်ငံအတွင်းမှာမဖြစ်မနေလောက်ကောင်ရမဲ့လုပ်ငန်းဌာနတချို့ကလွဲလို့လုပ်ငန်းအများစုကတော့ပိတ်ထားကြပါတယ်။ဒါအပြင် Israel မှာရှိနေတဲ့လေဆိပ်တွေကိုလည်းပိတ်ထားရတာရက်သက်တစ်ပတ်ကြာမြင့်လာပြီးဖြစ်ပါတယ်။ စစ်ပွဲပုံပြီးတော့ရှေ့ကြလာမယ်ဆိုလို့ရှိရင်ဒီဘက်မှာလည်းဆိုင်ကြီးပြေးလည်းလုံတန်ကြီးပြက်တို့ရောတော့အားလုံးကတော့မလိုလားကြဘူးဘုံဘက်ဒီဘက်ညံစောင်းစစ်ပြေးငိမ့်နိုင်ရင်ငိမ့်နိုင်ရလာရင်တော့ကောင်းတာပေါ့အစ္စရေးအီရန်စစ်ပွဲကပြည်ခဲ့တဲ့ဂျွန်လ13ရက်နေ့မနက်အစောပိုင်းမှာ Operation Rising Lion လို့အမည်တပ်ထားတဲ့စစ်စင်ရေးတစ်ခုအနေနဲ့အစ္စရေးကအီရန်ကိုတိုက်ခိုက်ခဲ့ရကနေစတင်ခဲ့တာဖြစ်ပါတယ်ရှင်။